ကျွန်တော်ရဲ့မက်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ20ကျန်တော့ကလောက်ပေါင်းရှင်ပြည်အနေနဲ့69ရှိပါတော့69ဆိုတဲ့အတွက်78ပေါင်းတာ16 79ပေါင်းတာ79ဆိုပြီးတော့ကျွန်တော်6ခွန်နှလုံးပေါင်းရှင်ပြည်ပါတော့အဲ့မှာကျွန်တော်6ခွန်တင်လေးထက်က6ရခွန်ရဲ့၄၆ထက်က၆ရဲ့၄၆တုံများထက်က၆ရဲ့ပေါ့နော်အဲ၄ခွန်၈ခုတက်ခုနှစ်တလုံးပေါ့နော်၆ခွန်တင်မှာ၆ရဲ့ခွန်ရဆိုပြီးဖြစ်ပါတယ် ဒီတမန်တည်းလေး68မှာတော့6တလုံးပါနော်ဒီ6တင်မှာ6တလုံးဖြစ်ပါတယ်။ Okay ဒီဟာအကားတော့ကျွန်တော်အာ69ရှိတဲ့ကြိမ်တော့ပါနော်20ကြိမ်တော့အာဖြစ်ပါတယ်။ဒီ20နဲ့တစ်ကြိမ်မှာကျတော့ကျွန်တော်တင်းနဲ့6ခုမှာကျွန်တော်တင်းနဲ့5ဆိုတဲ့အတွက်3956ခုပါနော်၃လုံးပေါင်းရှင်က3ပါလိမ့်။တင်းနဲ့4ပေါင်းတာက5 5ပေါင်းတာ9တင်းနဲ့5ပေါင်းတာ6ဆိုပြီးတော့ပါနော်3956ဒီရဲ့ကျွန်တော်အဲ့မှာ69ဆိုပြီးတော့ပါနော် ဒီတုံးမြနှစ်ကတော့ကျွန်တော်နှလုံးပေါင်းရှင်မဟုတ်ပဲနဲ့ဒီသုံးလုံးပေါင်းရှင်ပရိအနေနဲ့ဖြစ်သွားတယ်ပေါ့နော်ဒီတုံးမြနှစ်လေးရှိတယ်လည်းကနတော့ကနန်းနှလုံးပေါင်းရှင်ပရိမဟုတ်ပဲနဲ့ကနန်းသုံးလုံးပေါင်းရှင်ပရိတုံညာပရိပေါ့နော်ဒီတုံညာသုံးလေးကမှာတော့၅သလုံးပေါ့နော်၅ပရိဖြစ်ပါတယ်အဲဒီမှာတုံညာပရိလေးပါတယ်ပေါ့နော်နေနေခွန်ကူကတော့ပင်ကြဖြစ်ပါတယ်တင်တော့ဒီမှာ၉ပရိပေါ့နော်၄၅တွဲဖြစ်ပါတယ်ဆိုတော့ဒီအရေးကိုတော့ကျွန်တော်နောက်ထပ်တစ်ချိန်မှာထပ်ပြီးတော့ဆောင်ရအောင်မှာဖြစ်တယ်ပေါ့နော်ဒီ ဒါလေးကနီးအစ်စ်ပါနော်၃ရှစ်ဆိုတာလေးကတော့ကျွန်တော်ပြပြမရှိဘူးဆိုပေမဲ့ဒီခရီးတစ်ပတ်မှာပြသွားခဲ့တယ်ပေါ့နော်။ဒါက၃လုံးပေါင်းရှင်းတယ်ဟုတ်တယ်။၅လုံးပေါင်းရှင်းပရိကလည်းဟုတ်တယ်ပေါ့နော်။၃ရှစ်ပြင်ရှင်းဖြစ်ပါလေ။ဒီ၅၆ကကြတော့သူက၅ရ6ရဆိုပြီးတော့ပေါင်းရှင်းအတန်တစ်ခုရှင်းလုံးချသွားခဲ့တယ်ပေါ့နော်။ Okay ဒီဟာလေးကိုကျွန်တော်၂၀နဲ့နှစ်ကြိမ်အတွက်အသုံးလိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ပြန်လည်မြောက်တောင်းမှဖြစ်ပါရခင်ဗျာ။အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ၁၆ဆွာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ ိုင်ရှင်များအားလုံးပဲမြင်တာပါဒီနေ့ကတော့ကျွန်တော်တို့နှလုံးပေါင်းရှင်း break ကိုပြန်နေပြောင်းပြီးတော့မှဖြစ်ပါတယ်ပေါ့နော်ဒီနံပါတ်1က38 39ပေါ့နော်အဲ့မှာ8ရက်9ရက်ပေါင်း15ပေါ့နော်9ကိုတိတူတာ6 6ကို4ပေါင်း30 39ကို3ပေါင်း3 5 6 39 3ကနှလုံးပေါင်းရှင်းပရိပေါ့နော်အဲ့မှာ39 9 3ဆိုရတဲ့39ရဲ့3ရဲ့နှလုံးပေါင်းရှင်း3ပရိဖြစ်ပါတယ် ဒီလေးနဲ့တစ်ပေါင်းရှင်က9လျှောက်တုံညာ3ပြိမ့်ပါတစ်ကိုရှောက်တစ်ကိုရှောက်ဆိုတဲ့အတွက်ကနန်းသလုံးပေါင်းရှင်ပြိမ့်ဆိုတဲ့အတွက်ကြောင့်မို့ဒီ9နဲ့6ပေါင်းရှင်က15ပေါ့နော်တင်းနဲ့9ပေါင်း30ဆိုပြီးတော့9လျှောက်ရဲ့တစ်ကိုရဲ့ပေါ့နော်အဲငါတစ်ကိုမှာ9နဲ့တစ်ပေါင်းတာက6ဖြစ်ပါတယ်အဲ့မှာသူကတောက်လျှောက်ဖြစ်ပါတယ်နိနိနိခွန်နိအပူပြတ်တဲ့ပြီးရင်နိတုံများနိလင်းလေး6 9ခွန်9လျှောက်နိလျှောက်အဲ့မှာတော့အပူဆိုတဲ့အတွက်ပြတ်တယ်ပေါ့နော် ဒီတိချောက်တို့မှာတော့ okay တယ်ပေါ့နော်ဒီငားလေးလေးတို့ခွန်ငားခွန်တို့မှာပေါ့နော်ဒီကုကုတုံများတို့မှာပေါ့နော် okay ဆက်ပြီးတော့သူကဒီမှာဒီ336အပူဆိုရင်လည်းအဲ့မှာတစ်ချိန်ထပ်လာပြတ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ304တိကနေစပြီးတော့ကျွန်တော်ဒီမှာအပူဆိုပေမဲ့လည်း okay တယ်ပေါ့နော်ရှောက်တုံများရှောက်တို့ရှောက်ရှောက်နှစ်တို့ရှောက်ရှောက်ငါတို့တုံများလေးလေးတို့နင်းနေတဲ့တုံပါလေအပူဆိုပေမဲ့ okay တယ် ဒီခွန်ခွန်ကိုမှလည်းအပူဆိုခုနှစ်ရာသုံးခွန်ခွန်အပူဆိုပြီးမှလည်း okay တယ်ပေါ့နော်အဲ့မှာကျတော့သူကအပူမဟုတ်ပဲနဲ့ဒီမာတစ်ကြိမ်သာပြတ်တယ်ပေါ့နော်ဒီနေ့နဲ့ကိုပေါင်းတာ7တင်းနဲ့6ကိုပြိမ်မှာ6 8ခွန်ဆိုတဲ့အတွက်အဲ့မှာအပူမဟုတ်ပဲနဲ့ကျွန်တော်ပေါင်းရှင်းအတိုင်းအဲ့မှာတစ်ကြိမ်ပြတ်သွားခဲ့တယ်ပေါ့နော်အဲ့မှာတော့၃လုံးပေါင်းရှင်းပြိမ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်6 8ခွန်ဆိုတဲ့အတွက်ပေါင်းရှင်းအတိုင်း20နဲ့10ပေါ့နော်10ပြိမ်ဖြစ်ပါတယ် အဲဒီမှာနှလုံးပေါင်းရှင်မဟုတ်ပဲနဲ့သုံးလုံးပေါင်းရှင်ပြိဖြစ်သွားခဲ့တယ်။အဲဒီနိနေခွန်မာလေး OK တယ်ပေါ့နော်။သုံးရှင်ရှင်မာလေး OK ခဲ့တယ်။အဲဒီမှာနောက်ပိတ်မှာကျွန်တော်ခဲတန်လေးနဲ့ပဲထပ်ပြီးပြပြီးတော့တယ်ပေါ့နော်။အဲဒီမှာတောက်လျှောက်ဖြစ်ပါတယ်။တောက်လျှောက် OK နေဆက်ပဲပေါ့နော်။ပြီးတော့ဟိုဘက်စာမျက်နှာကိုဆက်ကြည့်အောင်လားခင်ဗျာ။ဒီမှာဆိုရင်ကျွန်တော်3 6ချောင်းပါ3ရံ5ရံနှလုံးပေါင်းရှင်းရှင်း9နဲ့6ပေါင်းတာ7 6လေး6မှာလည်း6နဲ့6ပေါင်းတာဆက်နေဖြစ်ပါတယ်ပေါ့နော်9ခွန်း10မှာ9နဲ့10ပေါင်းတာဆက်ခွန်း6နဲ့6ပေါင်းတာဆက်နေ10နဲ့10ပေါင်းတာဆက်6ဒီ3နဲ့69နှလုံးပေါင်းရှင်းပြိပေါ့နော်69ရှိပြီးတော့3 5ဆိုတဲ့အတွက်ကြောင့်မို့အဲ့မှာ3ရ5ရပေါင်းရှင်း6ဖြစ်ပါတယ်4ရ5ရပေါင်းရှင်းဒီ9ဆိုပြီးတော့နှလုံးပေါင်းရှင်းပြိနှစ်ခုစလုံးပေါ့နော်အဲဆိုရင် ဒီတပတ်မှာကျွန်တော်8449ပေါ့နော်ဒီ8449ယူထားတဲ့အတွက်ကြောင့်မို့3063များနေကိုယူရမှာဖြစ်ပါတယ်3063များနေစပြီဖြစ်ပါတယ်ပေါ့နော်အဆင်းကျွန်တော်ဒီအလေနဲ့ဒီအပိတ်နဲ့အလေနဲ့ပေါင်းနေပေါ့နော်ခွန်နဲ့၄ပေါင်းတာ7တင်းနဲ့၅ပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့ ဒီခွန်ရဲ့တုံညရဲ့ပေါင်းရှင်ခွန်ဖြစ်ပါတယ်ခွန်ကိုတိတူတာရှိပါတော့ရှစ်ကို၄ပေါင်းတာကစနစ်နှစ်ကိုကျွန်တော်၃နာပေါင်းတာငါဆိုပြီးတဲ့အတကြောင့်မို့ခွန်ရှစ်နှစ်ကနှလုံးပေါင်းရှင်ဘရိတ်ဖြစ်ပါတယ်ခင်ဗျာခွန်ရှစ်နှစ်ကဘရိတ်ပေါ့နော်ဟုတ်โอเคဒါဆိုရင်နှလုံးပေါင်းရှင်ကခွန်ရှစ်ပေါ့နော်ခွန်ရှစ်နှစ်ကပေါင်းရှင်အတန်ဖြစ်ပါတယ် ဘဲတူတယ်ဗောနော်အလုံးပေါင်းရှင်း break ကအခွန်ရှင်းနင်ကဆက်ပြီးဖြစ်ပါတယ်နောက်ထပ်နံပါတ်၄နံပါတ်၄နံပါတ်၃ကိုလည်းဆက်ပြီးနေလာကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့ဒီမှာပေါင်းရှင်းအတန်နှလုံးပေါ့နော်၈ရက်၃ရက်မှာ9 6 3ဆိုတဲ့အတွက်9နဲ့3ပေါင်းရှင်း၈ဖြစ်ပါတယ် 68ခွန်မှာ69ခွန်ပေါင်းတာ73ပေါ့နော်နိနေခွန်မှာနိနေခွန်ပေါင်းတာ9 38ပေါင်းတာ73 39ပေါင်းတာ9 3ငါးနှစ်မှာ9နှစ်ဒီ9နှစ်နှစ်ပေါင်းရှင်ဒီခုနှစ်ပြည့်3နှစ်နှစ်ပေါင်းရှင်9ပြည့်ဆိုပြီးတော့ဒီမှာတောက်လျှောက် OK ခဲ့တယ်ပေါ့နော်ဒီခရီးဘက်ကျွန်တော်3ညနှစ်ဆိုပြီးရတယ်ပေါ့နော်3ညနှစ်မှာသူက3လေး9ဖြစ်ပါတယ်ခင်ဗျာတဲ့လေငါဆိုရတဲ့အဲ့မှာတော့ပေါင်းချင်းအတန်မဟုတ်ဘဲနဲ့ကနန်းသုံးလုံးပေါင်းချင်းပြည့်ဖြစ်သွားခဲ့တယ်ပေါ့နော် ။ငါစားအတိတ်တည်းလေးနဲ့တပေါင်း9 9နဲ့ပေါင်းရှင်30ဆိုပြီးတော့ကျွန်တော်သုံးလုံးပေါင်းရှင်ပြည်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒီမှာကျွန်တော်နှလုံးပေါင်းရှင်ပြည်အနေနဲ့ဆိုရင်တော့ကျွန်တော်တင်းနဲ့၄ပေါင်းရှင်9မပါဘူးပေါ့နော်၄နဲ့9ပေါင်း9မပါဘူး။ဒီတင်းနဲ့9ပေါင်းရှောင်းမပါဘဲနဲ့ဒီသုံးလုံးပေါင်းရှင်ပြည်တုံညာပြည်ဖြစ်ပါတယ်ပေါ့နော်။အရှင်ဒီဟာလေးကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ၄၅၄၅၈၄၅ပေါ့နော် အစင်းတူကိုကျွန်တော်လေးနေမြောက်မှာဖြစ်ပါတယ်ဘောနော်သူ့ကိုလေးနေမြောက်မှာဖြစ်ပါတယ်ပြီးရင်ဒီမှာတစ်ချိန်အပေါင်း9ဆိုပြီးဖြစ်ပါတယ်လေးလေးဒီဟာ16ဘောနော်9နဲ့9ပေါင်းတာ14ဆိုတဲ့အတွက်6နဲ့4ပေါင်း10ဖြစ်ပါတယ်9လေးဒီဟာ20ဖြစ်ပါတယ်ဘောနော်လေးနဲ့9ပေါင်းရှင်9ဆိုတဲ့အတွက်ကျွန်တော်9ရမှာဖြစ်ပါတယ်3ညာနဲ့9နဲ့ထပ်ပေါင်းတော့9ဘောနော်9ကိုနင်းနဲ့ပေါင်းတာ17ဆိုတဲ့အတွက်ကျွန်တော်ဒီတစ်ပတ်မှာ9ဒီနှလုံးပေါင်းရှင်တာမှာမဟုတ် တနန်း၃လုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီတစ်ပတ်မှာကျွန်တော်တို့ကိုဒီပေါ့နော်โอเคဒါဆိုရင်ဤနံပါတ်2က9ရက်10ရက်ဖြစ်ပါတယ်ကိုဒီကန်၃လုံးပေါင်းရှင်တမဟုတ်၃လုံးပေါင်းရှင်ပေါ့နော်နောက်ထပ်နံပါတ်3ကိုဆက်ပြီးကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဒီတော့နံပါတ်3ကတော့ဗောနော်နံပါတ်3ကဒီ3ညာနေ့လေးရှိစုပြီးဖြစ်ပါတယ် အဲ့မှာတင်းလေးငါဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတော့သုံးလုံးပေါင်းရှင်ပရိအနေနဲ့တုံညာပရိဖြစ်ပါတယ်ပေါ့နော်တင်းလေးငါဆိုတဲ့အတွက်ကနန်သုံးလုံးပေါင်းရှင်ပရိအနေနဲ့ပဲဖြစ်သွားခဲ့တယ်ပေါ့နော်ဒီတုံညာမြင့်လေးရှင်အဆက်ကကျွန်တော်ခွန်ကိုတင်းငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်ကိုတင်းငါဒီမှာလေးကိုတင်းပါတယ်ပေါ့နော်ဒီမှာလေးကိုတင်းပါတယ်နောက်ထပ်နံပါတ်၄နံပါတ်၄ကကျွန်တော်ဒီ 3935ဆိုတာလေးကတော့ဒီတစ်ပတ်မှာ689ဆိုပြီးဖြစ်ပါတယ်689ဆိုပြီးဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်ဒီဟာလေးကတော့ပင်ကြထပ်ဆောင်ရအောင်မှာဖြစ်ပါတယ်ဗောနော်ပြီးရင်ဒီ38ကတော့ပြတ်သွားခဲ့တယ်ဗောနော်ဒီ96ဆိုတာလေးကိုဆက်ပြီးကြည့်အောင်လားခင်ဗျာ โอเคဒီဟာလေးပေါ့နော်ဒီဟာလေးကတော့ကျွန်တော်နှလုံးပေါင်းရှင်းလဲဟုတ်တယ်သုံးလုံးပေါင်းရှင်းလဲဟုတ်တယ်ပေါ့နော်ဤနံပါတ်3နဲ့ဤနံပါတ်2နဲ့ဖြစ်ပါတယ်ခွန်ခွန်9မှာနံပါတ်20နဲ့စာပြထားတယ်ပေါ့နော်ခွန်ခွန်9မှာခွန်ခွန်ပေါင်းတာဒီဘက်က14ပေါ့နော်ဒီခွန်9နဲ့ပေါင်းတာ16ဆိုပြီးတော့4ရ6ရပေါ့နော်ဒီ900မှာလေးခွန်နဲ့3ညနဲ့ပေါင်းခွန်3ညနဲ့3ညနဲ့ပေါင်း3ညဆိုပြီးဖြစ်ပါတယ်တုံးနဲ့ခွန်ပေါင်းရှင်းက30ပေါ့နော်စက်ခွန်ခွန်ပရိဖြစ်ပါတယ်ဒီမှာတော့နှစ်ခွန်ထက်က နှလုံးပေါင်းရှင်မဟုတ်ပဲနဲ့သုံးလုံးပေါင်းရှင်ပရိခုနှစ်ပရိပေါ့နော်ဒီသုံးလေးမှာတော့ခွန်ခွန်ပေါင်းရှင်၁၄ပရိဖြစ်ပါတယ်အဲ့မှာသူက၁၆ဖြစ်ပါတယ်ပေါ့နော်ပြည့်ပြည့်လုံးဝမရှိဘူးပေါ့နော်နေ့နံပါတ်၁နဲ့နေ့နံပါတ်၂နဲ့ဒီမှာ၁၆ဖြစ်ပါတယ်ပြီးတော့ဒီဘက်မှာကျွန်တော်3ချင်5ချောင်းဆိုပြီးဖြစ်ပါတယ်ဗောနော3ချင်5ချောင်းမှာသူက305ဆိုပြီးဖြစ်ပါတယ်305ဆိုတော့ဒီ3နဲ့ဒီ5နဲ့ပေါင်းချင်း6ပြည့်ဖြစ်ပါတယ်ဗောနော ဒီဟာကျတော့ဒီ၃ရှစ်ဒီပြည့်ပင်မရှိဘူးဆိုပေမဲ့ကျွန်တော်ပြီးခရစ်တပတ်မှာတော့ဒီ၃ရှစ်ဆိုတာလေးကတော့ပြည့်သွားခဲ့တယ်ပေါ့နော်။အခေတာဆွေနီးနံပါတ်နေပဲ၃ချင်တယ်ဆိုရင်တော့ဒီနံပါတ်၄၀နဲ့တစ်ချိန်မြောက်ဆိုရင်တော့ကျွန်တော်ဒီတပတ်မှာလည်း9ရက်6ရက်ဆိုပြီးရတယ်ပေါ့နော်။9 6ဆိုပြီးဖြစ်ပါတယ်။ဒီနေနီးနံပါတ်၁ကဆက်ပြီးစောင့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ရ၃ရက်၈ရက်ဆိုပြီးဖြစ်ပါတယ်။၈၃ပေါ့နော်။9 6ဆိုပြီးဖြစ်ပါတယ်။၈၃9 6ပဲထပ်ဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုနံပါတ်5ပေါ့နော်နံပါတ်5ကသုံးလုံးပေါင်းရှင်းပြတယ်ဟုတ်တယ်နှလုံးပေါင်းရှင်းပြတယ်ဟုတ်တယ်3ရက်6ရက်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ခုနံပါတ်6က5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်တင်ပြီးတော့ညီကြည့်ရမယ်ပေါ့နော်ကျွန်တော်ထုံလိုက်ပြီးရင်သုံးလုံးကိုရွေးချယ်ပြီးရင်ပြန်ညီကြည့်ရမှာပေါ့နော်အမဆုံးကတော့ကျွန်တော်ဒါလေးကတော်တော်လေးကောင်းတယ်ပေါ့နော်ခွန်ရှိနေ9ရဲ့ကျွန်တော်ဒီ လေခွန်ရှိကိုရဲ့ပေါ့နော်ခွန်ရှိနဲ့ငါရဲ့လေခွန်ရှိကိုရဲ့ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့ခွန်ရှိခွန်ရှိဒီမှာရှိတလုံးပေါ့နော်ဒီငါ၆ကဒီမှာငါငါငါဆိုပြီးဖြစ်ပါတယ်ဒီကိုတင်မှာတော့ကမှာကိုကိုနဲ့ချိန်ပါတယ်တစ်တစ်နဲ့ချိန်ပါတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါကတင်ချန်တဲ့ညွှန်ချက်အရာကျွန်တော်မိတ်ဆွေများကိုပြန်လည်ပြောရှင်းတာဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများအကုန်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ